အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့၉ချိန်မှာရှာပေးသွားခဲ့တဲ့ key 20 key 3လုံး20နှစ်မျိုးကိုတင်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့၉ချိန်မှာတော့က၉နှစ်၅ key ထဲက၉ဒလုံးပေါ့နော်၃၄၈ထဲက၃ဒလုံးဖြစ်ပါတယ်၉၃၃ွဲရှာပေးသွားတယ်ပေါ့နော်၉၃၃ွဲ၃၃ညာ၉ရှာပေးသွားတာဖြစ်ပါတယ်အဲ့ဒီမှာတော့အာနေကနန်းကကျွန်တော်တို့၃များဖြစ်နေပဲ၃များဖြစ်တယ်ပါနော်၄၈၃များအာနေတာ တုံများအားနဲ့ကနန်းကဖောက်သွားတယ်ပေါ့နော်အဲဒီမှာတော့ကိုသုံးသွဲသုံးတုံများကိုဖြစ်ပါတယ်ဒီရှိတဲ့နေကီဆိုတာလေးကတော့ဖောက်သွားတယ်ပေါ့နော်โอเคဒီကိုနေ5ကီနဲ့3လေးရှိကီအဆက်ကို ကျွန်တော်ထပ်ပြီးတော့အတူတူလေ့လာကြည့်အောင်လားခင်ဗျာဒီရဲ့20ကတော့ဒီ6နဲ့6နဲ့ပေါင်းထားတာဖြစ်ပါတယ်ပေါ့နော်ဒီအပေါ်မှာ ဒီတီကိုကို63များ6ရဲ့63များ8ရှောက်ရှောက်နေရမှာအဲ့ဒီ9နဲ့6နဲ့တစ်စောင်းပေါင်းထားတယ်ပေါ့နော်9 93ပေါင်း8 83ပေါင်း73အဲ့ဒီမှာ6ရှောက်5ဖြစ်ပါတယ်3များနဲ့6နဲ့ပေါင်းရှင်း6ရှောက်9နီကီမှာ9ရှောက်နဲ့ကီး3လုံး7လုံးအပြီးချားသွားတယ်ပေါ့နော်တင်းနဲ့9ပေါင်း103များ3ရှောက်ကီးမှာ3များလေးလေး3များတစ်လုံးချားပြီးသွားတယ်ရှင်းနေတော်များနဲ့ပေါင်းရှိရှင်းတိလေးကိမှာနိနိတိအထီကိတိတလုံးအပိညာကဖြစ်ပါတယ် ဒီ၃နှစ်နေနဲ့ပေါင်းရှင်းက၅ရှစ်တိအထီကိမှာ၈၄၃ရှစ်တလုံးကထိစီနေရဖြစ်ပါတယ်။ဒီရှင်းနဲ့ရှစ်ပေါင်း၁၆ရှောက်၉နှစ်အထီကိမှာ၈၆၃ဆိုတဲ့အတွက်၆တလုံးအလေထိန်များကဖြစ်ပါတယ်။ရှောင်းနဲ့ရှစ်ပေါင်း၁၄၄ခွန်တော့များအထီကိမှာနှစ်တော်ညာကိုတော့များအလေပါနော်။၉နှစ်နေပေါင်းရှင်း၁၇တိလေးခွန်ကိမှာခွန်ခွန်ကိုခုနှစ်ကထိစီနေအလေနေရာမှာဖြစ်ပါတယ်။ ပြီးရင်ကျွန်တော်ဒီ3ရယ်ပေါ့နော်ဒီ3နဲ့အလဲထိုင်ခုနှစ်နဲ့ပေါင်းအောင်မှာဖြစ်ပါတယ်3နဲ့ခွန်ပေါင်းရှင်း33များ3လျှောက်ကိမှာခွန်3များ3ညဒီ3များနဲ့ခွန်နဲ့ထပ်ပေါင်းတော့ခွန်ရတဲ့အတွက်ခွန်ကို3ပေါင်း3ည3များကို3ပေါင်း3ခွန်3များ3 3ခွန်ခွန်9နဲ့3ပေါင်းရှင်း84ကိမှာ89လေးဒီလေး8ပေါင်းစနစ်95ရှင်းအထိကိမှာ963 ငါးသလုံးရှားပြီးသွားတယ်တင်းနဲ့ငါးပေါင်းရှားရှောက်ကိုနေကိမှာရှောက်ရှိခွန်ငါးနဲ့ရှားပေါင်း၁၁တင်းလေးခွန်ကိမှာနေနေခွန်ရှောင်းနဲ့နေပေါင်းရှိ၈တင်းလေးကိမှာ၃ရှိရှိပေါ့နော်ဒီတင်းလေးငါးစွာလေးပေါက်တယ်ပြီးတော့ဒီရှောင်းနဲ့၃ပေါင်း၉၉နဲ့၅အထိကိမှာရှားပြီးသွားတာက၃ရှိရှိပြီးတော့၃တုံညာ၉ဆိုတဲ့အတွက်ကျွန်တော်၉နဲ့၅ထဲက၉တလုံးအပိတ်နေရာကရှားပြီးသွားတာဖြစ်တယ်ပေါ့နော် ဒီ၈တနှစ်ကီကတော့ပြည်ခရီးတပတ်လိုမျိုးပဲဆက်ပြီးဖောက်သွားခေတာဖြစ်ပါတယ်ဗောနော်ဒီ၃၈၈တပင်မှာကို၃၃၉တပင်မှာကိုနှစ်ကြိမ်ဖောက်သွားခေတာဖြစ်ပါတယ်โอเค T20 အဆက်ကနင်း၅တင်း၃၃၉ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီအပေါ်ကနေ့တ3ထက်ကတအလေတခုရဲ့၃ထိန်နဲ့ပေါင်းပြရမှာဗောနော်ဒီ3နဲ့ဒီ3နဲ့ပေါင်းပြရမှာဖြစ်ပါတယ် ဟာတေ3ပေါင်းချင်းက၄ရာတယ်ဗောနော်အဲ့ဒီ၄ကိုကျွန်တော်က3နဲ့ထပ်ပေါင်းပြရမှာဖြစ်ပါတယ်လေ3ပေါင်းချင်းခွန်ခွန်ကိုလေ3နဲ့ပေါင်းတော့30 63များအထိကြီးဆိုပြီးတော့ဒီ20အရာဒီကီတုံးလုံးရာနေတာဖြစ်ပါလေဗောနော်ဒီ9နင်9ကီမှာ9တလုံးဒါဆိုရင်ကျွန်တော်တို့9နင်9ကီအဆက်ကဗောနော်9ချိန်မှာ9နင်9ကီအဆက်ဒီယခု10ချိန်ဗောနော်တရ6လပိုင်းအတွက်30ချိန်ဗောနော် 30ကြိမ်အတွက်603ညအထိကြီးစုပြီးရနေတာဖြစ်ပါတယ်ခင်ဗျာ603ညကြီးစုပြီးဖြစ်မယ်ပါနော်โอเค20နံပါတ်3 603ညကြီးရနေတာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်နောက်ထပ်20နံပါတ်2ကိုလည်းသတ်ပြီးတော့လေ့လာကြည့်အောင်ပါနော်ခု95 GHz က60တောင်များကြီးရနေတယ် ဒီကုနေငါကီမာတော့ကိုလုံးအပိတ်ညာကခြားပြီးသွားတယ်ဗောနော်30ချိန်မှာတော့၄ခွန်တုံညာကီဖြစ်မိဗောနော်နောက်ထပ်20နံပါတ်2ကိုလေ့လာကြည့်အောင်20ကတော့ကျွန်တော်ဒီ6တုံညာ6ဝါနေစားတယ်ဗောနော်6ထိပ်စီကိုမူတည်ပြီးတော့6ခွန်ခွန်ကို၄ပေါင်း7အဲ့ဒီမှာ6တလုံး66နဲ့6တလုံး665ဗောနော်ဒီမှာလေး6တလုံး965နဲ့6အလဲ ကိုယ်တော်များလေးကိမာတုံများရဲ့လေးရဲ့တုံများလေးလေးတုံများတင်ကားထဲကတိတလုံးနိနေတိနိသုံးခွန်ထဲက၃တလုံး၈လေးတုံ၈၉၃ကိမာ၈ရဲ့၃ရဲ့၈လျှောက်တုံ၈၉၃မှာ၉တလုံးနိတုံများကို9တလုံးခွန်ခွန်ကိုပေါ့နော်9ရှင်းနိထဲက9တလုံးခွန်တုံများတုံများ9ရှင်းနိထဲက9တလုံး၃ခွန်ခွန်၃လေး၈ထဲက၈ရဲ့၄ရဲ့၈၉လေး၈၉၃ထဲက၃တလုံး၅၆၃ ား6တုံနာထဲမှာ6တလုံး6ရှစ်ခွန်6ခွန်တက်တဲ့က9တလုံးနိနေခွန်3ရှစ်ရှစ်ပေါ့နော်3တလုံးဖြစ်ပါတယ်နိ3ခွန်ထဲက3တလုံး3ရှစ်ရှစ်ပြီးခရတဲ့ဘက်3ရှစ်အထီးကမှာတော့3တုံညာ9ဆွေအတွက်ထိစီနေရာက3တလုံး6ပြီးသွားတာဖြစ်ပါတယ်3တလုံး3ထိစီ3တုံညာ9ဖြစ်ပါတယ်ခင်ဗျာ Okay ဒီ20 asset ကတော့ကျွန်တော် ်ဒီတုံးတုံများကိုဖြစ်တဲ့အတွက်တုံးထိပ်စီကိုပဲထည့်ပြီးမူတည်ရမှာဖြစ်တယ်ပေါ့နော်တုံးတုံညာကိုဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီတုံးထိပ်စီကိုမူတည်ပြီးယူရတဲ့အတွက်ကြောင့်မို့သုံးလေးရှည်အထီးကိပဲထပ်ပြီးရမှာဖြစ်ပါတယ်ခင်ဗျာတစ်ဆယ်ချိန်အတွက်တော့ဒီတွင်ဒီအတိုင်းပဲသုံးလေးရှည်ကိထပ်ပြီးရနေတာဖြစ်ပါတယ်ဒါတွင်ဒီရပါတော့ကျွန်တော်ဆက်ပြီးတော့ပြေးသွားနိုင်တယ်လို့ဖောက်လေးဖောက်တတ်တယ်ခင်ဗျာ တနည်းအရတော့30ချိန်မှာ3 4အထိကြီးဖြစ်ပါတယ်။ဒါဆိုရင်တနည်းနံပါတ်1က3 4ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ပြီးခရစ်တပတ်လိုမျိုးပဲပေါ့နော်။ဒီမှာ3 4 8ပြီးခရစ်တပတ်လိုမျိုးပဲကနန်းကတော့မတူတူနေတယ်ပေါ့နော်။ဒီမှာ၄တလုံးတူနေတာဖြစ်ပါတယ်။လေးလုံးပိန်အနေနဲ့လားသို့မဟုတ်အတွဲအနေနဲ့များလားပေါ့နော်။ကျွန်တော်ဒီမှာ၄တလုံးတော့တူတယ်။ပြီးခရစ်တပတ်မှာတော့ ဲ့မှာကနက်မတူတဲ့အတွက်အတွဲတွဲလို့ရှင်ပြေတယ်ဗောနော်ဒီတစ်ပတ်မှာတော့လေးလုံးပိုင်းအနေနဲ့ခြားပြေးသွားနိုင်တယ်လို့အတွဲအနေနဲ့ခြားပြေးသွားနိုင်တယ်ဗောနော်โอเคဒါကြောင့်မကျွန်တော်နောက်ထပ်အနေနဲ့ key တစ်ခုထပ်ပြီးပြပေးသွားပါဦးမယ်ဗောနော် key တလုံးတွေတဲ့နီးဒီနပိယာနေထပ်ပြီးခြားတပြပြေးသွားမယ်ဗောနော်ဆိုတော့တွန်းနီးကတော့ဒီ3နဲ့4နဲ့ပေါင်းမယ်ဗောနော်အလေ3 3 6 3 4 4တကုန်မှုတည်ပြီးတော့ဒီ6 6ခွန်တပင်ကိုတက်ပြမှာဖြစ်ပါတယ်ဒီ3နဲ့ဒီ4နဲ့ပေါ့နော်အလေထင်း3နဲ့4နဲ့ပေါ့နော် ပေါင်းရှင်းခွန်ရတာဖြစ်ပါတယ်ဒီ၃နဲ့ဒီ၄နဲ့ပေါင်းတော့ပေါင်းရှင်းခွန်ကိုကျွန်တော်နောက်ထပ်နှင်းနဲ့ပေါင်းရမှာပေါ့နော်နှင်းနဲ့ပေါင်းတော့9ကိုကိုတည်ထိုးတာ10ခွန်9တုံများကြီးမှာသူချပြီးတော့တာကဒီ၃လေးပေါင်းတာခွန်6လျှောက်ခွန်ပေါ့နော်ဒါကြောင့်မို့ဒီမှာခုနှစ်တလုံးအပိတ်နေရာကဖြစ်ပါတယ်ခွန်9တုံများကြီးတဲ့ကခုနှစ်တလုံးဒီနောက်ထပ်အနေနဲ့၃၄တင်နဲ့၈၆ခွန်က၆အလေတိုင်းနဲ့ဓာတ်ပေါင်းမယ်ပေါ့နော် အလဲထန်လေးနဲ့6နဲ့ပေါင်းရှင်း30တုံမြကိုနေပေါင်းနေတိတူလာ3တုံမြနေ3ကီမှာ6တုံမြ6ဆိုတဲ့အတွက်အတိကီတုံမြကလုံးအလဲထန်နေရာကဖြစ်ပါတယ်နောက်ထပ်ဒီ6တုံမြ6ဆိုတဲ့အတွက်အဲ့ဒီတုံမြအလဲထန်နေအပေါ်က6 6ခွန်က6 6ရဲ့တုံမြရဲ့ပေါင်းရှင်း6 6ကိုနေပေါင်းရှင်း8တိတူလာ9 6 6ကီမှာ6 6နေဖြစ်ပါတယ်6ကလုံးအလဲထန်နေရာပဲပေါ့နော်နောက်ထပ် ဒီ၃ညနဲ့6နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်။၃ညရဲ့6ရက်ပေါင်းတော့669ကီပဲထပ်ပြီးရမယ်ပေါ့နော်။6ရှောင်းနေပြီးတော့665ဆိုတဲ့အတွက်အထီးကြီး6တလုံးထဲအလဲထဲနေရပါတော့6ထိတ်စီနဲ့အလဲထဲနေရပါ98ရက်69ရက်မှာ96တွဲ665ဒီ6နဲ့6နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်အလဲထဲကနေနှလုံးပေါင်းတာ7နှစ်နှစ်နဲ့နှစ်ပေါင်း၄5ဆိုတော့အဲ့ဒီမှာ 6ရက်နေ့ဆိုတဲ့အတွက်အဓိကနေ့တလုံးကအပိတ်နေရာကခြားပြီးသွားတယ်ပေါ့နော်6 9ရက်နေ့နေ့လယ်9ရက်မှာနေ့တလုံး6ရက်နေ့နောက်တစ်ခုဒီ6ရက်6ရက်ထပ်ပေါင်းတော့ပေါင်းရှင်းစနစ်ရတဲ့အတွက်နေ့လယ်9ကြီးပဲထားရတယ်ပေါ့နော်တနင်္ဂနွေနံပါတ်1ကအဲ3ည36ရက်နေ့လယ်9ရက်မှာ3ည4အတွက်3ည4လေးခြားပြီးသွားတာဖြစ်ပါတယ် Okay 3ည4လေးက4အလဲထိုင်နဲ့6ရက်နေ့က6နဲ့ထပ်ပေါင်းတော့6နဲ့4ပေါင်းရှင်း the same တုံညာကိုနေပေါင်းရှင်းနေတုံတုံညာနေတုံကီနေနေတိဆွေအတွက်အထီးကီနေတလုံးချပြီးသွားတယ်ဗောနော်ရှစ်တလေးရံတုံညာနေတုံရံမှာတင်းနေတွယ်နေနေတိချပြီးသွားတာဖြစ်ပါတယ်နောက်တစ်ခုဒီအလဲထိုင်ကနန်းလေးနဲ့နေနဲ့ထပ်ပေါင်းရမယ်ဗောနော်ဒီလေးနဲ့ဒီနေနဲ့ပေါင်းတော့6 6နဲ့နေပေါင်းရှင်းကိုအဲ့ဒီမှာတော့အချင်းလေးသုံးဆိုတဲ့အတွက်အထီးကီရှစ်တလုံးထိစီနေရာကချပြီးသွားတာဖြစ်ပါတယ်9 7ရဲ့6 8 9ရဲ့မှာရှစ်တလုံးတူတယ် ရှစ်တလုံးတူတယ်ရှစ်ထိပ်စီးနေရာကခြားပြီးသွားတယ်ပေါ့နော်နောက်တစ်ခုဒီအလေးထိုင်နင်းနဲ့လေးနဲ့ပေါင်းတော့ပေါင်းချင်း6 6ကိုနင်းပေါင်း8 9 6 8 9 6 9ရဲ့6 9နေရာမှာ6နဲ့9နဲ့တူတာပေါ့နော်အဲအဲ့မှာ6တလုံး6 6 3ခြားပြီးသွားတာဖြစ်ပါတယ်လေနဲ့6ပေါင်း30တုံများနှစ်တုံးကီပေါ့နော်အဲ့မှာ၄ခွန်း၃ညရဲ့တုံများနှစ်တုံးရင်မှာတုံများတစ်လုံးတူတယ် နေ့တုံညာကိုချပေးသွားတယ်ပေါ့နော်နောက်တစ်ခု6ရက်တုံညာရထပ်ပေါက်မယ်ပေါ့နော်6နဲ့တုံညာနဲ့ပေါင်းချင်းပေါင်းချင်း6 6နဲ့နေ့ပေါင်းချင်း8ကိုတင်လေးခွန်ရ6 9ရမှာခွန်ခွန်9ဆိုတဲ့အတွက်ခွန်9တွဲခွန်ခွန်9ချပေးသွားတယ်ပေါ့နော်โอเคနောက်ထပ်ဒီနေ့တုံညာ9ရအောင်မှာခွန်ခွန်9ဖြစ်ပါတယ်ပေါ့နော်ခွန်ခွန်9ဆိုတဲ့အတွက်တုံညာနဲ့ခွန်နဲ့ပေါင်းအောင်မှာဖြစ်ပါတယ် ၃ညနဲ့9နဲ့ပေါင်းတော့ပဲဇာမျက်နှာရောက်သွားမယ်ပေါ့နော်၃ညနဲ့9နဲ့ပေါင်းတော့ပေါင်းရှင်ခွန်ရတယ်ပေါ့နော်ခွန်ကိုနှစ်နဲ့ထပ်ပေါင်းတော့9ဖြစ်ပါတယ်ခွန်9၃ညအထီးကြီးရမှာဖြစ်ပါတယ်ငါရတပင်မှာကခွန်၃ညာ၃ညာချပေးသွားတဲ့အတွက်အထီးကြီးခွန်ရ၃ညာရဖြစ်ပါတယ်တုံညာတစ်လုံးတူတာခွန်၃ညာ၃ညာဖြစ်တယ်ပေါ့နော်โอเคနောက်ထပ်ဒီတို့ဒီ ခွန်ရံ၃ညရထပ်ပေါင်းပြရမှာဖြစ်ပါတယ်ခွန်ခွန်9နဲ့ခွန်ညကအဒီအလေးတဲ့နှလုံးပေါ့နော်ခွန်ရံ၃ညနဲ့ပေါင်းခွန်ခွန်9၃ညအဒီကိမှာ၃ခွန်ခွန်ကြာပြီးသွားတာဖြစ်ပါတယ်ခွန်နေ့တလုံးပေါင်းတူတယ်ပေါ့နော်၃ခွန်ခွန်နောက်တစ်ခု၃ညနဲ့ခွန်နဲ့ပဲထပ်ပြီးပေါင်းပြရမှာဖြစ်ပါတယ်၃ညရံခွန်ရံပေါင်းတော့ခွန်9၃ညကိပဲထပ်ပြီးရမယ်ပေါ့နော်၈၄နဲ့ခွန်9၃ညရံမှာ ကိုးတလုံးပါနော်ရှစ်ကိုးလေးကိုးရှစ်ကိုးလေးခြာပေးသွားတာဖြစ်ပါတယ်နောက်တစ်ခုခွန်ရဲ့ကိုးရဲ့ထပ်ပေါင်းပြရမှာဖြစ်ပါတယ်အလေးထိုင်ကဏ္ဍနှလုံးပါနော်ခွန်နဲ့ကိုးပေါင်းချင်းဒီ16 6နဲ့2ပေါင်း8ကို68ကိုကိမှာ963အထီး6ဒလုံးချပြီးသွားတာဖြစ်ပါတယ်။အဲ့မှာ8ဒလုံးပုံတူတယ်ဆိုပေမဲ့96တွဲ963ချပြီးသွားတာဖြစ်ပါတယ်။ 9နဲ့6နဲ့ထပ်ပေါင်းပေးရမှာဖြစ်တယ်ပေါ့နော်9နဲ့6ပေါင်းတော့15 9နဲ့နေပေါင်းခွန်ချစ်9ခွန်ချစ်6ရှစ်ခွန်ဆွေအတွက်ခွန်ရဲ့ချစ်ရဲ့ဒီနှလုံးစလုံးပေါ့နော်အဲ့ဒီမှာ6ခွန်ရှစ်6ရှစ်ခွန်နောက်တစ်ခုအလေးထင်ကနေ6နဲ့ချစ်နဲ့ပေါင်းတော့ပေါင်းရှင်း74 4ကိုနေပေါင်းချင်း6ခွန်အဲ့ဒီမှာ9တလုံးပုံတူတယ်ပေါ့နော်နေနေခွန်ဆွေအတွက်9တလုံးအပိတ်နေရာကဖြစ်ပါတယ်ရှင်းနဲ့နေနဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်ခင်ဗျာ ရှင်းနဲ့နင်းပေါင်းတော့ပေါင်းချင်း30၊၃ညကိုနင်းပေါင်းတာ2၊၃၃ရှင်းရှင်းဆိုတဲ့အတွက်အထီးကီးတုံးနှလုံးချပေးသွားတယ်ပေါ့နော်။ရှင်းတဲ့လေးရဲ့၃ညနဲ့၃ရင်မှာရှင်းတုံးသွဲ၃ရှင်းရှင်းနင်းနဲ့ရှင်းနဲ့ထပ်ပေါင်းတော့ပေါင်းချင်း30၊၃ညနဲ့၃ကီးပေါ့နော်။အဲဒီမှာတော့ကိုနင်းငါရဲ့၃ညနဲ့၃ရင်မှာနှစ်တလုံးပုံတူတယ်ဆိုပေမဲ့ကိုတုံးသွဲ၃ည၃သွဲ၃၃ညကိုချပေးသွားခဲ့တယ်ပေါ့နော်။ အစွန်းတဆဲချိန်အတွက်ဒီရှိလေထိန်နဲ့တုံများအလေထိန်ဓာပေါင်းတော့ရှင်းနဲ့တုံများနဲ့ပေါင်းရှင်းချေရှင်းနဲ့နှပေါင်းတဆဲတိရှိတုံများတကီလေခွန်တုံများကီတုံများတစ်လုံးတော့တူနေတာတွေ့ရတယ်ပေါ့နော်တုံများအလုံးပိုင်အနေနဲ့ရှားပြီးသွားနိုင်တယ်လို့အတွေ့အနေနဲ့လည်းရှားပြီးသွားနိုင်တယ်ပေါ့နော်โอเคဒါဆိုရင်တဆဲချိန်မှာတော့တနည်းနံပါတ်3ဒီရှင်းတုံများတကီစပီးဖြစ်နေတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ရှင်းတဲ့လုံးက ၃လေးရှိပြီးမှရှစ်တလုံးတူတယ်။ရှစ်တုံများတိကိဒီ၄ခွန်တုံများတဲ့ကတုံများတလုံးတူနေတယ်ပေါ့နော်။ Okay ဒီတစ်ပတ်မှာတော့ကီကပုံတူနေတာဖြစ်တဲ့အတွက်ကြောင့်မို့ပုံတူကီပါနေတဲ့အတွက်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာတော့ပုံတူကီမဟုတ်တဲ့ကီ၃လုံးတွဲနေတဲ့မျိုးကိုလည်းထပ်မံသင်ပေးသွားပါဦးမယ်ခင်ဗျာ။